အခုကြည့်နေတဲ့လူကိုဘာပုဂ္ဂိုလ်စောင့်ရှောက်လဲဆိုတာသိပြီးမှဖြစ်ပါတယ်။တက်နံပါတ်1နဲ့3ကိုတွေ့ပြီးပါ။တက်နံပါတ်1ကိုရွေးထားတဲ့လူတွေကတော့အမေစောမော်လာကဲတို့ဘလူတန်းနေပြီးရတာကြိုက်တယ်မေတို့တပါစောင့်ရှောက်ပါရဲ့။ဒါကြောင့်မို့လို့မမီးဘဝအတွက်အချိုးကွေးတွေရောက်တိုင်းအလူတန်းတစ်ခုခုပြုတ်လုပ်ပြီးတော့မေတို့ရို့တိုင်တယ်ပြီးလို့ရှိရင်ဘဝအတွက်အဆင်ပြေပါလိမ့်မယ်။ ကန်းနမန်းနှစ်ကိုရေးထားတဲ့လူတွေကိုတော့ quiet mirror ကဲတို့တော့ mirror တပါးကစောင့်ရှောက်ပါတယ် mirror ကခလေးတွေကိုပျော်အောင်ထားတာစိတ်တာဖြစ်တဲ့အတွက်အခွင့်အလမ်းတစ်ခုကြုံခံနေရင်ကလေးများကိုဒါနတစ်ခုခုပြုပေးပြီးဆူတောင်းလို့ရှိရင်မိမိဘဝလည်းပုံပြီးပျော်ရွှင်နိုင်ပါလိမ့်မယ်။ကတ်နံပါတ်3ကိုရေးထားတဲ့လူတွေတို့ကတော့အဖဘိုးအောင်ကဲတို့ ုံးရှောက်တာဖြစ်တဲ့အတွက်အတိတ်ထန်နေပူပူလှုပ်ပေးပြီးတော့မှမိမိဘဝအတွက်တိုးတက်ရတိုးတက်ကြောင်းဆူတောင်းရင်ပို့ပြီးတော့ပေါင်းမြောက်ပါလိမ့်မယ်